မသိတဲ့လူကမြောက်ပြီးအင်မတန်တက်ကြွတာစကားလေးတခုံးပဲအဲ့တော့အဲအတွေ့အကြုံရင်းလာဒီညံနေရင်းကျက်လာပြီဆိုရင်တော့မြောက်လို့လည်းမရတော့ခြောက်လို့လည်းမရတော့ဒါဒါဟိုဒါဟိုသဘောတရားကြီးကမှနိဗ္ဗာန်ရင်းကျက်ခြင်းလို့ခေါ်တယ်ပြောရင်းကျက်လာရင်မြောက်လည်းမမြောက်တော့ခြောက်လည်းမခြောက်တော့အဲအဲ့ဒီလိုတရားသဘောမှဒါမျိုးရှိတယ်ဟုတ်ဒီနိဗ္ဗာန်ဆိုတဲ့စကားလုံးလေးက မကျူဝါခေါ်တာပေါ့ကြီးကျက်ချင်းကြီးကျက်လာရင်တုံတုံလည်းမတုပ်ပြန်တော့ဘူးမတော့မတုပ်ပြန်တော့ဘူးကလေးတွေလိုမဟုတ်တော့ကလေးစိတ်လိုမဟုတ်တော့ဒီလည်းဒီခံလာနိုင်တယ်နော်ဒီခံနေဆိုတာကသူများစော်ကားတာတွေပြောဆိုတာတွေဒီခံလာတယ်မဟုတ်ဘူးလူချင်းတာကိုလည်းဒီခံနိုင်တယ်မကျင်တတ်တာကိုလည်းဒီခံနိုင်တယ်နော်မကျင်တတ်တာကိုလည်းဒီခံနိုင်တယ် အဲ့ဒါဒီခံနေခေါ်တယ်ကျွန်တော်ခြေရဘုံကြီးပေါ့သူပြောတယ်လေဟာသူကအင်မတန်စိတ်တူတာတဲ့ဒါပေမဲ့သူကသူစိတ်တူတာသူညှို့ချလိုက်တယ်ပေါ့လေထိန်းလိုက်ရတယ်အဲ့သူစိတ်ဆိုတာကိုမမြင်ရသလောက်နဲပါတယ်ဟောသူပြောတယ်သူကလူမှုစိတ်တူအင်မတန်စိတ်တူတာဒါဒီခံနေခေါ်တယ်သူကဒီခံတာနဲ့ဒီညှို့ချလိုက်တာနဲ့အတူတူပဲဒါပြောတဲ့နဲ့မပြောတော့ဘူးပါဆိုတာဒါဒီခံလိုက်တာနော် အဲ့ဒါကသဘောတရားကြီးကနားလည်ပြီးတော့တကယ်လက်တွေ့လုပ်တော့မှအဲ့ဒီအဲ့ဒီသဘာဝတွေကဖြစ်ပေါ်လာတယ်နော်အဲ့ဒီလိုသွင်ရည်တွေကဖြစ်ပေါ်လာတယ်ဒါတွေကကြည့်လို့တော့မရဘူးပေါ့သို့တော့အခုဦးဇင်းတို့ပြောပြတဲ့ဟာတိလို့ရတယ်တိပြီးတော့အဲ့ဒီအတိုင်းလေးကိုကဖြစ်လို့ရတယ်ဖြစ်လာပြီဆိုရင်ခုနပြောတဲ့ကိုယ်လိန်လို့လည်းမရဘူး၆လို့လည်းမရဘူးမြောက်လို့လည်းမရဘူးဘာမှဟိုခင်တာလည်းတိတ်မရှိဘူးမုန်းတာလည်းတိတ်မရှိဘူးဆိုအဲ့လိုတွေဖြစ်လာတယ်ဒါတော့လွတ်လပ်တာ ော်ဗုဒ္ဓပြောခဲ့တဲ့စိတ်ရဲ့လွမြောက်ခြင်းတိတော်ဝိမု ക്തി ဆိုတာအဲ့ဒါဖြစ်တာ။အာမဟုတ်ရင်ဘလူမရှိမနေနိုင်ရတဲ့ဒီလူမရှိမနေနိုင်ရတဲ့အာဟို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 အပ်လောက်ခြင်းအဒီအလောက်ခြင်းအများကြီးပေါ့လေသုံးနေတာပဲ။နော်။ပြီးရင်ဟိုဆွဲဒီဆွဲဟိုကြိုက်ဒီကြိုက်အာတကယ်တကယ်ဒါတရားတရားတရားလက်မဲ့တရားလက်မဲ့ခေါ်တာပဲ။နော်။ ခုတရားလုပ်ငန်းတွေလုပ်ကြတဲ့ပုံစံတွေလည်းရှိပါတယ်ဝါသနာပါတဲ့ပုံစံတွေလည်းရှိသို့တော့သူတရားမှမသိမတရားမှမသိအရာလက်ကင်မှမသိတရားလက်မှန်မှမသိနဲ့နော်အများအားဖြင့်ဖြစ်ကြတယ်ဖြစ်ကြတယ်ဒါအပြည့်ပြောတာမဟုတ်ပါဘူးသို့တော့တောက်ကြရကောင်းတဲ့ကိစ္စလိန်တဲ့သူကသူလိန်တဲ့အတွက်သူပြစ်သူမလုပ်ဘူးသူခံရမှာပဲတေးချတယ်ဒါပေမဲ့လိန်ခံတဲ့သူကအပြစ်ပိုကြီးတယ်အလင်ခံတဲ့သူကအပြစ်ပိုကြီးတယ်ဟိုကျွန်နေရအပြစ်ပိုကြီးတယ်သူတို့ တော်လန်ပြီးသွားလို့ရရတာနဲ့ဘာလို့မတော်လန်တာလဲဆိုတာပေါ့ဒါအင်မတန်မောက်သူတို့သူတို့ကိုသူတို့သူတို့ဒုက္ခသူတို့ယူလိုက်ကြတာနော်တချို့ပြောတဲ့ဒီတရားရောင်ရောင်ဘာရောင်ရောင်နဲ့အာရှေးဘုရားဝိကျေးကြောင့်ဒီကိတော်တော်ဝတ်ခံနေရတာလာသေးတယ်နော်ဝိကျေးဆိုတာဘာမှလည်းမသိဘူးကျေဘွားကဲဝတ်ကြွေရှိရင်ကောင်းတာလည်းရှိမှာပေါ့ကောင်းတာဖြစ်ပါလားဘာလို့ဝတ်ကြွေကြီးပဲလာဖြစ်နေကြလဲဒါလည်းသူတို့မစင်စားဘူး နော်ဝတ်ကြောင်သင်တို့မေးဘူးတယ်ဘလို့မေးလဲဆိုတော့ဝတ်ကြွေပဲချိန်လွတ်မလဲအဝတ်ကြွေတည်တဲ့ချိန်လွတ်တယ်မလုတော့ရင်လွတ်တယ်ဒါရှင်းရှင်းလေးဘာဖြစ်လို့လဲဆိုတော့ဓာကဥစ္စင်းတို့ရံပြောတာမဟုတ်ဘူးနော်အဝိဇ္ဇာပြည့်စရာသင်္ခါရသင်္ခါရပြည့်စရာဝိညာဏဝိညာဏပြည့်စရာနာမရူပံဆိုပြိဿသုံးဥပါသက်ဝါးင်းနေမှာအဲဒီမှာအကန့်လေးတွေခွဲလိုက်တဲ့အခါမှာဝတ်သုံးပါးဆိုတာရှိတယ်ဣလေသာဝအဝိဇ္ဇာတဏှာဥပါဒံအဝိဇ္ဇာကမတိတာ တဏ္ဍာကကြိုက်တယ်ဥပါဒံစွဲတယ်ဘယ်သူမှပြောလို့မရဘူးဘုရားတော်ခေါ်လို့မရဘူးဒါဒါကိလေသာကိုခေါ်တယ်ကိလေသာကိုဆိုတာစိတ်ဘူးစိတ်ညစ်စိတ်ကောက်ဘာမှရှိနဲ့စိတ်ကမခံစားနိုင်ဘူးဆိုတာအဲ့ဒါကိလေသာကိုကြောင့်ဖြစ်တာနော်တကယ်တော့လောကကြီးမှာဘာထိထိဘာမှခံစားတည်ရဆိုတာသိရှိလာတာမဟုတ်ဘူးသို့တော်မတိဘူးကြိုက်တယ်စွဲတယ်ဆိုရင်အဲ့ဒီမှာပြဿနာတက် ိလေသာဝုခေါ်တယ်။တိတ်မှကိလေသာဝင်တာ။အဲတော့ကိလေသာဝုကြောင့်ပါဝုဖြစ်လေကမ္မဝုဆိုတဲ့သင်္ခါရနဲ့ကမ္မဘဝ။ပေရသုံးဘအင်္ဂါ၁၂ပါးရှိတယ်။အဲဒီမှာသွားကြည့်ရင်တွေ့ရတယ်။သင်္ခါရနဲ့ကမ္မဘဝသင်္ခါရဆိုတာကသိလို့တာကမ္မဘဝလည်းပဲတဏ္ဍီဖြစ်ပေါ်တာ။ဒီလိုပဲသင်္ခါရကအတိတ်ကမ္မဘဝကပြစ္ဆုတ်ပံအဲ့တော့အဝိဇ္ဇာရဲ့တဏှာဥပါဒံကိလေသာဝုကြောင့် သင်္ခါရနဲ့ကမ္မဘဝကမ္မဝုဖြစ်ကမ္မဝုဖြစ်တဲ့နေ့တူပိုင်နဲ့ဝိပါကဝု၅ပါးဝိပါကဝု၈ပါးပေါ်လာတာဝိညာဉ်ဏယုတ်တလာရဏဖတ်တဝေဒနာဝိညာဉ်သရာတိစိတ်ဏယုတ်သရာကဒီကိုယ်နဲ့စိတ်ပဲဆိုကြပါစို့နော်စကစိတ်ကစတိပြီးတော့ကိုယ်နဲ့စိတ်နဲ့ဒီနှစ်ခုလက်ခံလိုက်တယ်ပေါ့အဲ့မှာလက်ခံလိုက်တဲ့ကိုယ်နဲ့စိတ်မှာ အကန့်ခွဲလိုက်တဲ့ခါကျတော့နယ်မြေခွဲလိုက်တဲ့ခါကျတော့6မျိုးရှိတယ်မျက်စိနားနှာခေါင်းရှာကိုယ်စိတ်ဆိုပြီးတော့ဒါကိုသလာယရဏနယ်မြေ6ခုပေါ့ဝင်လာရလမ်းကြောင်း6ခုလို့ခေါ်တယ်သူကအဲတော့ဒီလိုမျက်စိနားနှာခေါင်းရှာကိုယ်စိတ်အဲ့ဒီ6ခုကနေဘာဖြစ်လာလဲတိတွေ့မှုဖြစ်တယ်တိတွေ့မှုဖြစ်တဲ့ခါကျတော့ခံစားချက်ဝေဒနာပေါ်လာအာကောင်းနေကြိုက်တယ်မကောင်းမှုကြိုက်ဘူးဆိုရင်အဲ့မှာအဲဒါကောင်းတာမကောင်းတာကြိုက်တာမကြိုက်တာမဟုတ်တဲ့ဥပေက္ခာဆိုပြီးဝေဒနာတွေဖြစ်လာ အဲ့ဒါကဝိပါကဝုခေါ်တယ်ကွာဒီသုံးခုကလဲနေတာဒီဝိပါကဝုကြီးမှာမာကိလေသာတခါပြန်ဖြစ်ကိလေသာနဲ့တန်နဲ့ပြောကြဆိုကြလောက်ကြကိုင်းကြလောက်ရကင်ရတော့လောက်ရတဲ့ကြောင့်ဖြစ်ပေါ်လာဖြစ်ပေါ်လာပြီးတခါပြန်ဆွဲဆွဲလိုက်ပြောလိုက်လှုပ်လိုက်အဲဒီမှာမတိလို့ဖြစ်တာတဲ့နော်ဒါတော့ရောက်မလို့ဒါပြောတော့အခုပြောပြဦးဇင်းတို့သဘောပေါက်လို့ဒါရိုးရိုးလေးနဲ့စကားလေးနဲ့ပြောနေတာ တကယ်ဒီဒီဝုတ်ဝုတ်ဆိုတာကမတိလို့ဖြစ်တာကြီးပဲအဝိဇ္ဇာနေစတာမတိတဲ့ကိလေသာကိုကြောင့်တိရင်မလောက်တော့ဘူးနော်ရှင်းရှင်းလေးပဲဦးဇင်းတို့လည်းတိတိတဲ့ဟာမှမင်းကဘယ်တော့မှမလောက်တော့ဘူးမလောက်တော့တဲ့အတွက်ကြောင့်မလောက်တော့တဲ့အတွက်ကြောင့်မဖြစ်လာတော့ဘူးလွတ်တယ်ခေါ်တယ်ဒါဝုတ်ကျွတ်တယ်ခေါ်တာကအကုန်ကျွတ်သလားဆိုတော့အကုန်တော့လည်းကျွတ်ချင်မှကျွတ်မှာပေါ့သို့တော့မကောင်းတဲ့ဝုတ်ကတော့ကျွတ်ဖို့များသွားပြီကွာ အဲကောင်းတဲ့ဝက်လီတွေတော့လည်လည်ဦးမှာပေါ့ကောင်းတဲ့ဝက်လီတွေကတော့ရှိရင်ရှိနေဦးမှာပေါ့နော်ဒါကြောင့်မလို့ဝက်ပဲချိန်ကျွတ်လဲတီးတယ်တီးပြီးမလုံတော့တဲ့ချိန်ကျွတ်ပါတယ်ဆိုတာနော်ဒါတချို့နားလဲတဲ့လူတွေနားလဲတယ်ဒီကနေ့ကအဲတရားတွေကပါဠိလိုမပြောတဲ့ခါကျတော့တချို့ကနားလဲတယ်ဘလို့နားလဲလဲဟာသူပြောတဲ့ကံကြီးကံဝကံစရာကမဝက်ပဲကံကြီးအရမတုတ်ပြန်တော့ရင် ရည်ရဲခဲကြသလိုတခါတည်းမြုပ်လိုက်မတုတ်ပြန်တော့ရင်လွတ်တာပဲ။သူအဲ့ဒါလေးတော့ယူပြီးသွားလေ။အဲ့ဒါသူတည်းဝိုးကသူလွတ်တဲ့တော့လွတ်သွားတာပဲ။အကုန်မလွတ်တာတော့မှစိတ်တည်းသာနော်။တရောင်းတစ်ခွက်တော့လွတ်ကုန်ကြတာပဲ။နော်တကယ်လွတ်သွားတဲ့ပုံစံတွေရှိတယ်။လက်တွဲသဘောမှလွတ်တာနော်။စာတွေးနဲ့ခုနပြောတဲ့သဘောတရားရေးရမှာတော့အဲ့ဒီလိုတော့ခြားတော့ပဲပြတတ်တယ်။နော်။ တို့ကိုယ်တိုင်အဲ့လိုတော့ချပြီးတော့မပြတတ်ဘူးသို့တော့ဦးဇင်းတို့ဒီဒီသဘောတရားလေးတွေကိုဒေတာပြောပြတဲ့အခါကျနားလည်ပြီးတော့မဲစိတ်ကိုချမ်းသာနေကြတာကြီးပါတယ်အဲ့လိုပုံစံတွေနော်စိတ်ချမ်းသာနေကြတဖြည်းဖြည်းနဲ့တို့ကတို့တိလာကြအဲ့တော့ဝုတ်လဲတဲ့လူတွေကိုလည်းကြီးတတ်လာတယ်ဟောတို့ကဘယ်ဝုတ်လဲနေတာပဲအဲနည်းနည်းကြီးတတ်လာတာပေါ့အဲ့ဒီသဘောတရားသိရင်ကြီးတတ်တာပဲလေ ကြရီတော့ဒီဟာတွေမတိလို့သာခံနေကြတာတဲ့ဒါရှင်းရှင်းလေးပဲနော်အပြစ်ကအကြီးဆုံးတော့မိဓမ္မမှာအကုသိုလ်တွေတတ်မှတ်ပြထားတဲ့အခါမှာလောဘဆိုတာက ရှင်းမျိုးတဲ့နော်ဒေါသကနှမျိုးတဲ့နော်မောဟကနှမျိုးတဲ့မောဟဆိုတာအဋ္ဌဉဏ်တုံးတာဒါပေမဲ့အဲ့ဒီလောဘမှလည်းပဲမတိမှုပါပြီးသားတဲ့ဒေါသမှလည်းမတိမှုပါတယ်ဆိုတော့မတိမှုက12မျိုးဖြစ်သွားတာ လိုချင်တဲ့နေရာမှာလည်းမတည်မှုပါတယ်မကျင်တဲ့နေရာမှာလည်းမတည်မှုပါတယ်မတည်ခြင်းမှာလည်းမတည်မှုပါတယ်အလုံးပေါင်းမတည်ခြင်းသဘောတရားကမတည်ခြင်းစိတ်က12မျိုးတဲ့